channel image ရဲ့ reputation ကိုဒီဇင်ဘာ၄ရက်နေ့ဆိုရင်ကျွန်တော် mobile phone နဲ့မှာစပြီးဆော့လို့ရတော့မယ် iOS က Android phone နှစ်မျိုးလုံးမှာဆော့လို့ရမယ်အရင်တော့ attraction ဘူးတဲ့ GTA mobile game တွေလိုမျိုးပဲ roster နဲ့ Netflix နဲ့ပေါင်းပြီးထုတ်ထားတယ်ဆော့လို့ခြင်းတဲ့သဘောကဒီ game ကို Netflix Premium ရှိတဲ့သူတွေအားလုံးက free ဆော့လို့ရမယ်အဲ့ဒါဆိုရင်တခြားသူ Netflix မရှိရင်ဆော့လို့မရတော့ဘူးလားအဲ့လိုတော့မဟုတ်ဘူးကျွန်တော်ထင်တာကတော့အဲ့ဒီမှာ roster က Play Store မှာဖြစ်ဖြစ်ကျွန်တော် App Store မှာဖြစ်ဖြစ်သူတို့ အမောက်တစ်ခုလို့တင်မှတ်ပြီးတော့ရောင်းလိုက်မယ်။သူက free game တော့မဟုတ်ဘူး။ပိတ်တော့ဖြစ်သွားတယ်။ဒါပေမဲ့ free တွေကတော့ခဏနေရင်တော့ထွက်လာမယ်။ဒါပေမဲ့ credit တွေကတော့အမပေးဘူး။စိတ်ပိုင်းတော့ Netflix ဝယ်ပြီးဆော့ရင်ဆော့ဒါမှမဟုတ်လည်း pay version တစ်ခုဝယ်ပြီးဆော့ပြီးလို့ credit version game ရင်ဆိုတာကြတော့ကျွန်တော်ဖုန်းတွေကိုဒီ virus ပြဿနာတွေအများကြီးရှိသေးတယ်။အဲအောင်ကျွန်တော်ကတော့ဖြစ်နိုင်တော့ဝယ်ပြီးဆော့စီခြင်းဒါမှမဟုတ်လည်း Netflix premium account တစ်ခုခွဲလိုက်မြန်မာပြည်မှာရှိတာပဲ။ဒီကောင်5000 6000လောက်ပေးရမယ်။အဲ့လိုမျိုးဝယ်ပြီးဆော့လို့တော့ရတယ်။ Red redemption 2ကတော့ကျွန်တော် PC မှာတော်တော်လေးကောင်းတယ်1 1လည်းတော်တော်လေးကောင်းတယ်ခုက replication က1လို့ပဲပြောမှာ1ကတော့ mobile ပေါ်ရောက်လာပြီ GTA game နေရာလည်းတဖြည်းဖြည်းနဲ့ Netflix နဲ့ပေါင်းပြီး roster ကဒီလိုမျိုးထုတ်လာနိုင်ကြတယ်အရင်ရှိနေတယ်အဲ့တော့ကျွန်တော်ထင်တာက GTA 5ကတော့မြင်တော့ပြင်ဆိုသေးကောင်မဖြစ်နိုင်သေးဘူး emulator ပိုင်းနဲ့ဆော့ပြရတော့ရှိတာပေါ့ဒါပေမဲ့ GTA 4ကတော့ mobile ကွန်မှာ အော် official ရောက်လာတော့မယ်လို့လို့ထင်နေတယ်ဒါဆိုဒေရှင်းတီးကြလဲဆိုတော့ကျွန်တော်မပြောနိုင်လေဘာလို့ဆိုတော့ GTA 6တောင်မှတော်တော်လေး delay ဖြစ်နေနေဆိုတော့ GTA 4 mobile developer ကိုသွားမလားဒါတော့တစ်ချက်ဆောင်ကြည့်အောင်